ိတ်ဆိုတာမပြောင်းတတ်ဘူးလားပြောင်းတတ်နည်းနည်းရှိရင်နည်းနည်းပြောင်းတာပဲများများရှိရင်များများပြောင်းတာပဲเนาะမရှိရင်ပြောင်းလို့ရသေးလားမရဘူးဘုန်းကြီးတို့ဟိုဓမ္မပဒထဲမှာဝတ္ထုဇာကြောင်းလေးတစ်ခုပါတယ်ကိုတော်တစ်ပါးသူ့ရဲ့ဥပိ္ပဇေဆရာသူ့ဦးလေးဘုန်းကြီးကိုတွားပြီးတော့သင်္ကန်းလှူတယ် ဝါရွင်းမှာရှာရှာပပသင်္ကန်းနှစ်စုံအောင်သူကရလိုက်တာသူတို့ခေတ်တုန်းကတော်တော်ရှားတဲ့ခေတ်ကိုဘုရားလက်ထက်မှာတန်ခါတယ်စကားစားဆိုဘုရားလက်ကလည်းခွင့်ပြုထားတာတပိတ်တလုံးသင်္ကန်းသုံးတယ်ဆိုတော့လှူတဲ့လူကလည်းတိတ်မလှူကြဘူးသူကကောင်းမှန်းလည်းမသိဘူးကိုကကိုပန့်တကူကောက်ချုပ်အဲ့ထဲမှာမှလူတွေလှူတဲ့သင်္ကန်းအဝတ်ကောင်းကောင်းလေးကတခုခက်လက်လက်ကတခုနှစ်ခုရတော့ကိုတော့ကစဉ်းစားကြည့်တယ်ဒီခက်လက်လက်ကတော့ငါဝတ်မယ်ကောင်းတာဟုတ်တော့ငါဥပစေဆရာကိုသွားလှူမယ်အဲ့ဒါဝါလဲကျွတ်ရောဆရာရှိကိုသွားရော့ ကိုရောက်တော့ဆရာကသူတင်ငန်းလူတဲ့ကံမှာငါမလို့အပ်ဘူးမင်းပဲသုံးပါတဲ့ဟာမဟုတ်ဘူးဗျာဒီတင်ငန်းအရှင်ဘုရားကိုလှူဖို့အတွက်ရည်မှန်းပြီးတော့ဝါထွင်းတဲ့ကခြံထားတာအရှင်ဘုရားအလှူခံတော်မူပါဗျာဟဲ့ငါမလို့ဘူးရဟန္တာအရှင်မြတ်ကလည်းအပိုအနေနဲ့လက်ခံမလားလက်မခံဘူးလားလက်မခံဘူးเนาะငါမလို့ဘူးမင်းပဲဝစ်လိုက် အမဟုတ်ဘူးဗျာဆရာတော်အတွက်ရည်မှန်းထားတာပါအလှခံတော်မူပါဗျာငါမလိုဘူးကြီးထပ်ထပ်ပြောတော့ဆရာကလည်းတုံလုံးလဲနေတာတပည့်ကလည်းဘေးနားနေဝကြီးဝငယ်ပြူရင်းနဲ့ရက်လက်ခပ်ပေးပြီးရှောင်နေတာအဲ့ဒါရက်ခန့်ရင်းနဲ့စဉ်းစားတယ်အင်းငါဥပိ္ပစေဆရာကတော့ငါကိုမချီးမြောက်တော့ဘူးတဲ့သူတွေးလိုက်တာအလှခံတယ်ဆိုတာဘာလို့တာချီးမြောက်တာနော်အလှမခံဘူးဆိုရင် မချိမြောက်ဘူးငါဥပိ္ပဇ္ဇဇာကတော့ငါကိုမချိမြောက်မှတော့ငါဘာလို့နေအောင်မလဲမနေတော့ဘူးလူထွက်မယ်တဲ့အဲသင်္ကန်းအလှူမခံလို့နော်မနေတော့ဘူးလူထွက်မယ်ဆိုတော့လူထွက်ရင်နင်ဘာလို့စားမလဲတထိုင်တဲ့နဲ့စိတ်ကူးရင်နာနော်လူထွက်ရင်နင်ဘာလို့စားမလဲဟောအခုလူတဲ့သင်္ကန်းယူမမယူတာပိုပြီးတဲ့အဲ့သင်္ကန်းလေးကိုရောင်းမယ်တဲ့နော်ရှိရင်ဘာလို့တာလဲစိတ်ကူးတယ်လို့ပြောတာနော်စိတ်ကမပြောင်းနဲ့ပြောင်းတာပြောင်းတယ်မရှိရင် မပြောင်းဘူးရှိရင်ပြောင်းတယ်အခုသင်္ကန်းလေးရှိတော့စိတ်ကူကပြောင်းသွားပြီအဲ့သင်္ကန်းရောက်မယ်သင်္ကန်းရောက်ပြီဘာလို့ကောင်းမလဲဟိုမှာရက်ခိုင်နဲ့သူထိုင်ပြီးတွေးနေတာနော်စိတ်ကအပွားအမြန်ဆုံးပဲတဲ့အဲ့တော့စိတ်မတကောင်ဝယ်မယ်လက်ရှိတဲ့ရှိလို့စိတ်ကူကစိတ်မတကောင်ဝယ်မယ်ဝယ်လိုက်တော့စိတ်မကမကြခင်မှာပဲသားတွေဖွာလို့စိတ်အုပ်ကြီးဖြစ်လာတယ်တထိုင်နဲ့ပဲနော်ကြာကြာတာဆိုရင်မလွယ်ဘူး ဆဲဥကြီးတအုပ်ဖြစ်လာပြီသူစိတ်ကူးတဲ့မှာအဲ့တော့ဆဲဥကြီးဖြစ်လာတဲ့ကံကြတချို့အကောင်တွေကိုရောင်းရောင်းပြီးတဲ့ခါကျတော့အိမ်ချံဝိုင်းလေးဝဲနွားလဲလေးဝဲဘလောက်ကြာကြာရက်ခတ်ပေးနေတယ်တော့မသိဘူးစိတ်ကူးတဲ့မှာတော့အကုန်လုံးကိုအဆင်ပြေနေတာအိမ်ချံဝိုင်းလေးလည်းဝဲလိုက်တယ်နွားလဲလေးလည်းဝဲလိုက်တယ်မိမတယောက်လည်းယူလိုက်ပြီတဲ့အဆင်ပြေနေတာဟိုစီးပွားရေးရနော် မိမတယောက်ယူလိုက်တယ်ဒီညမှာဘုန်းကြီးကြားဖြတ်ပြီးတော့ဟိုတုန်းကတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးတခုကိုပြောပြမယ်နော်ဟိုတုန်းကဘုန်းကြီးလူတွေတယောက်အိမ်အောင်ပြုတ်တယ်ပေါ့တရားထဲမှာပြောတယ်ဆိုတာလဲတေချာနားထောင်ပေးပေါ့နော်အိမ်အောင်ပြုတ်တဲ့ခါကျတော့အမျိုးသမီးကမိရယောဂဖြစ်ရောတဲ့မိရယောဂဖြစ်တော့မိရကြိုးကြိုးရောအဲ့ရတဲ့ကမထနိုင်ဘူးတဲ့နော် အဲ့တော့ဘုန်းကြီးတို့ကဘာလုပ်လဲဆိုတော့ထမင်းချက်တယ်ထွက်လဲအလုံးလုံးရတယ်အိမ်မှာလည်းထမင်းချက်ရတယ်ထမင်းရစအကုန်လုံးနဲ့လျှော်ပေးရတယ်ဒီနေ့တော့စိတ်ပြက်ပြက်နဲ့သူဘာလုပ်လဲဆိုတော့မိဖို့ကြောင့်နဲ့မှထမင်းချက်မိကိုတွေလည်းမွန်ထင်းတွေလည်းစိုးနေတဲ့နေပါမှာအဲ့တော့နှာရည်တွေကကျအိုမဲတွေပေးနေတဲ့လက်နဲ့နှက်တွေပါတွေညှင့်ညှင့်လိုက်တော့မျက်နှာလည်းမဲလို့စိတ်ပြက်လက်ပြက်နဲ့အိမ်တကားဝဝကိုလက်ထောက်ပြီးတော့ ဟိုရောင်းမကိုင်းထားတဲ့လက်ကအပေါ်ဘက်မှာထောင်းလို့ခါတစ်ဖက်လက်ကထောင်းမျက်နှာမှာလည်းအဲ့ဒီအိုမဲတွေနဲ့ခုနနှာရည်တွေနဲ့အပြေကိုငေးနေတာတဲ့အဲ့လိုငေးနေတဲ့အချိန်မှာတငယ်ချင်းကိုတတိယငါလက်လူထွက်ရကောင်းမလားလို့လိုက်သွားတဲ့ဦးစင်တစ်ပါးနဲ့ဆုံရောခိုးရောက်တဲ့ရောင်းလိုက်သွားတဲ့ဦးစင်ကရှင်နာရောက်နေပြီဟိုလူကမမြင်ဘူးသူကသူငေးနေတာနေမှာပေါ့နော်ငေးနေတာနေပါလိမ့်မယ်အဲ့တော့ဦးစင်ကရောက်လဲရောက်ရော ဟာတခါကြီးဘာလုပ်နေတာလဲဆိုဟာအရှင်ဘုရားဘယ်တော့ရောက်နေတာလဲတပည့်တော်မမြင်လာဘူးဘုရားတောင်းပန်ပါတယ်ဗောအေးငါလဲသာသနာပေါင်မပြောလို့ဟဲ့လူထွက်မယ်ဆိုပြီးတော့နေရှိကိုဝင်လာတာနေဘလို့နေလဲလို့တပည့်တော်တွေးတဲ့အထက်မှာစိတ်ကူးတာနဲ့မကူးတာနဲ့မကွာဘူးလားကွာလားကွာတယ်တပည့်တော်တွေးတဲ့အထက်မှာမိရကြိုးတာမပါဘူးလေ ဲ့တော့လူထမဲ့ပြန်လူထဖို့ဆိုပြီးတော့ပြန်သွားတဲ့အဲ့ကိုတော့မထွက်ဖြစ်တော့အောင်နော်အခုလည်းပဲဒီကိုတော်ကစိတ်ကူးရင်လေတဲ့လက်ထဲမှာဘာရှိလို့စိတ်ကူးရင်လဲသင်္ကန်းရှိလို့တဲ့ပစ္စည်းရှိလို့အလွယ်ပြောရင်တော့ဘာရှိတာလဲပစ္စည်းရှိလို့စိတ်ကူးရင်တာပစ္စည်းရှိလို့စိတ်ကူးရင်လေဆိုတော့ အဲ့ဒီစိတ်တုပ်ကနေပြီးတော့အိမ်တော်တွေဘာတွေကြသာသမီတွေရသားလေးနဲ့ပဲစကားပြောတတ်တဲ့အရွယ်လေးရောက်ရောအဲ့ကြောင့်မှဦးလေးဘုန်းကြီးကိုသွားသတိရတယ်တဲ့အာဘုန်းကြီးကိုမကြောရတာကြာပြီသွားကြောမယ်ကဲလှဲပြင်းလက်ပြင်းဆိုတော့လက်ပြင်းလိုက်ရောလက်ပြင်းပြီးတော့တက်ချဆိုတက်ရောလက်ပေါ်ရောက်လဲရောက်ကမိမအောင်ပြောတယ်ဟဲ့ခလေးငါပေးခလေးငါပေးဆိုတော့မိမတော့တော့လဲမောင်းတဲ့ကျမခလေးထိမ့်မယ်တဲ့အဲ့ဒါနဲ့မောင်းတော့တာလမ်းလေကတဲ့တခုလည်းရောက်ရောက်တော့ဒိုင်းဆိုခလုတ်တိုက်တော့ခလေးကပြုတ်ကြအောင် ပြုတ်ကြတော့လက်ရတက်နေပြီရောတက်နေပြီတော့စိတ်တူရောကြည်စားစောစောတော့ငါယူမယ်ပြောတော့ကတော့တော့တော့လှဲမောင်းလို့ပြောတယ်နိုင်အောင်ပဲထိမ့်မလို့လို့ဘာလို့လို့နဲ့အခုတော့ခလေးရပြုတ်ကြပြီကဲဟာဆိုစော်ထဲတန်းရှေ့ရဖို့ကြီးနော်နော်အဲ့တော့မှရှေ့ရဖို့ကြီးကလည်းဆင်ခြင်ကြည့်တယ်တဲ့ဒီကောင်ဗာမြန်ဖြစ်နေလဲဆိုနော်ဟိုကယဟန္တာရှင်မြတ်ကြီးဆိုတော့သူဆင်ခြင်မသိဘူးလားသိလား အေးကွာတဲ့အဖိုးကြီးအိုကြီးဘာမှမလုပ်နိုင်ပါဘူးမင်းကမလုပ်ပါနဲ့တဲ့ဖိုးနော်အဲ့တော့ရှိရင်ဘာလုပ်လဲစိတ်ကူးရင်တက်တယ်စိတ်ကမပြောင်းလဲပြောင်းတာဒါကြောင့်မြတ်စွာဘုရားကဘာအမွေခံလဲဓမ္မအမွေခံပါတဲ့ပစ္စည်းအမွေ မခံပါနဲ့တဲ့နော်ဓမ္မအမွေခံပစ္စည်းအမွေမခံနဲ့တဲ့ ပစ္စည်းအမွေဆိုတာမခံယူတတ်ရင်သေတဲ့ခါလဲဘယ်ကိုရောက်မှာအပယ်ရောက်မှာပစ္စည်းအမွေခံရတယ်ဆိုတာတော်တော်ကြောက်စရာကောင်းတယ် ုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဓမ္မ channel လေးကနေ live လေးနေထွေးစွာကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမများနဲ့တရားတော်များကိုပူဇော်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်ဒီ channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာဖြစ်ရှိတာဖြစ်ပါတော့ကြောင့်ရရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းတာရကြပါခင်ဗျာ